ကိုအင်ဘေးနာကအင်ဒီဂျင်ကအထက်မြင့်တားအသေးကြီးဆောက်လိုက်ပါတယ်။အဲ့ဒီတန်းကြောင့်ပဲကိုအင်ကအကွဲနိုင်ကြပြီးပျက်စီးသွားတယ်ဆိုပါစို့။ဒီလိုမျိုးကိုတိုင်ကြုံလာရပြီဆိုရင်မလုပ်ရမလဲ။ဥပဒေအရဘလို့ကူစားဝင်ရှိမလဲ။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိအောင်ပါ။ဒီနေ့မှာတော့ဘေးအင်ဆောက်လို့ကိုအင်ပျက်စီးသွားရင်ဘလို့လုပ်မလဲဆိုတာနဲ့ပတ်သက်လို့မျှဝေပေးခြင်းပါတယ်။ဒုံငွေရှင်တို့အဖွဲ့ကလက်မလုံမြွနဲ့မှာရှစ်ထက်တိုက်အသစ်တစ်ခုဆောက်လိုက်ပါတယ်။ အဲ့ဒီလိုဆောက်တဲ့အခါမှာဘေးကလေးကဥခွေလေးရဲ့နှစ်ထပ်အိမ်ကိုထိခိုက်ပျက်စီးစေခဲ့ပါတယ်။အိမ်နံရံတွေမျက်နှာကျစ်တွေအကွေအုံပြီးကျဉ်းခန်းတွေပါနေကြသွားလို့အိမ်ကအန္တရာယ်ရှိတဲ့အခြေအနေဖြစ်သွားပါတယ်။ဒါနဲ့အင်ရှင်ဥခွေလေးကသူ့အိမ်ပျက်စီးသွားတဲ့အတွက်ကြောင့်နေနာကြီး350ရောရလို့ကြောင်းတရားဆွဲလိုက်ပါတယ်။တပြင်းနဲ့ထက်မှာပဲရန်ကုန်မြို့တော်စီပင်ကိုလည်းတိုင်ကြခဲ့ပါတယ်။စီပင်ကတာဝန်ရှိသူတွေအင်ဂျင်နီယာတွေနဲ့လာဆစ်ဆစ်ပြီးတော့နှစ်ဖက်ကိုညှိနှိုင်းပေးပါတယ်။နောက်ဆုံးမှာတော့ တိုက်ဆောက်တဲ့ဒုံငွေရှင်ဘက်ကဥခွေလေးကိုနင့်နာကြီးငွေ73သိန်းကျော်ပေးရမယ်လို့သတ်မှတ်ပေးခဲ့ပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဥခွေလေးဟာအဲ့ဒီငွေ73သိန်းကျော်ကိုလက်ခံယူလိုက်ပါတယ်။ဒါပေမဲ့သူကတရားရုံးမှာဆွဲထားတဲ့အမှုကတော့ပြန်မယုံသိမ်းခဲ့ပါဘူး။ဒီမှာအဓိကဥပဒေပြဿနာပေါ်လာပါပြီ။စီပင်ကညှိနှိုင်းဆွံ့ပြစ်ပေးလို့နင့်နာကြီးငွေကိုလက်ခံပြီးသွားပြီဆိုရင်အဲ့ဒီလူကတရားရုံးမှာနင့်နာကြီးပို့ရဖို့အတွက်ထပ်ပြီးတော့တရားဆွဲဆိုခြင်းရှိသေးရဲ့လားဆိုတာပါပဲ။ ိုက်ဆောက်တဲ့တုံကိုရှင်ဘက်ကတော့မရှိတော့ဘူးလို့ရှင်းပါပါတယ်။စီပင်ရဲ့ဆုံးဖြတ်ချက်ကအပြည့်အပြည့်ပဲပတ်စံလဲယူပြီးပြီးအမှုလဲပြီးပြီလို့ပြောပါတယ်။အိမ်ပျက်စီးသွားတဲ့ဥခလေးဘက်ကတော့စီပင်ကညှိနှိုင်းပေးတာပဲတရားရုံမဟုတ်ဘူး။ပြီးတော့စီပင်ကအာနာပိုင်ဆိုတော့ဖိအားပေးခံရတယ်လို့ဖြစ်လို့ယူလိုက်ရတာတကယ်ကကျင်းနဲ့လို့ယူတာမဟုတ်ဘူးလို့ပြန်ရှင်းပါပါတယ်။ဒီအမှုကိုတရားရုံအစဉ်အဆက်ကစစ်ဆေးပြီးဘလို့ဆုံးဖြတ်ခဲ့တယ်လဲဆိုတော့ စီပင်ရဲ့တာဝန်ဟာနိနာသူနဲ့တိုက်ဆောက်သူကြားမှာညှိနှိုင်းပေးဖို့ပဲဖြစ်တယ်။သူတို့ရဲ့ဆွန့်ဖြတ်ချက်ဟာတရားရုံးအမိလို့အပြည့်အပြည့်အာဏာမတည်ဘူး။စီပင်ရဲ့အဆောက်အုံဆိုင်ရာနေဥပဒေမှာကောကစီပင်ညှိနှိုင်းပေးတာကိုမကျေနပ်ရင်သက်ဆိုင်ရာတရားရုံးမှာတရားစွဲဆိုနိုင်တယ်လို့ရှင်းရှင်းလင်းလင်းရေးထားတယ်။ဒါကြောင့်ဥခွေးလေးမှာတရားစွဲဆိုပိုင်ခွင့်အပြေအဝရှိတယ်။ဥခွေးလေးဟာငွေကိုလက်ခံခဲ့ပေမဲ့တရားရုံးမှာစွဲထားတဲ့အမှုကိုရုပ်သိမ်းခြင်းမရှိခဲ့ဘူး။ဒါကသူကျေနပ်မှုမရှိဘူးဆိုတာကိုပြသနေတယ်။ တရားရုံးကလိုင်စင်ရအင်ဂျင်နီယာရဲ့တွေ့ချက်မှုကိုတည်တည်အဖြစ်လက်ခံခဲ့ပါတယ်။အဲ့ဒီတွေ့ချက်မှုအရဥက္ကလေရဲ့အင်ကိုအရင်တိုင်းပြန်ဖြည့်အောင် ပြုပြင်မယ်ဆိုရင်66သိန်းကျော်ကုန်ကြမယ်လို့ဆိုပါတယ်။ဥက္ကလေတောင်းတာကတော့54သိန်းပဲဖြစ်တဲ့အတွက်ကြောင့်သူတောင်းတဲ့ပမာဏဟာတကယ်ဖြစ်တင်တာထက်မများဘူးလို့တရားရုံးကလက်ခံခဲ့ပါတယ်။ဒါကြောင့်တရားရုံးချုပ်ကအပြစ်သက်ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဥက္ကလေဟာစီပင်ကတတ်မှတ်ပြတဲ့ငွေ70သိန်းကျော်ကိုလက်ခံထားပြီးမြဲ့ နှစ်နာချင်း94သိန်းအထိရဖို့တရားဆွဆိုခွင့်ရှိတယ်။ဒါကြောင့်ဒေါငွေရှင်တို့ဘက်ကဥခွေးလေးကိုသူတောင်းဆိုတဲ့94သိန်းတည်းကရပြီသား7သိန်းကျော်ကိုနှုတ်ပြီးတော့ကျန်42သိန်းကျော်ကိုထပ်မံပေးရဖို့အမိချမှတ်ခဲ့ပါတယ်။ဒီစီရင်ထုံးကနေကျွန်တော်တို့ဘာတွေရမလဲကြည့်အောင်ပါ။မြို့တော်စီပင်သားရရေးကော်မတီလိုမျိုးအုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခုရဲ့ညှိနှိုင်းဆုံးဖြတ်ချက်ဟာတရားရုံးရဲ့အပြည့်ပြည့်အမိနဲ့မတူပါဘူး။စီပင်ကညှိနှိုင်းပေးတဲ့နေနာကြီးကိုကိုရိုင်းကမကျေနပ်ဘူးဆိုရင် အဲ့ဒီငွေကိုလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေဥပဒေနဲ့အညီတရားရုံးမှာကိုယ့်ရဲ့တကယ်နဲ့နာမှုအတွေ့တရားဆွဲဆိုတောင်းဆိုမှန်ခွင့်အပြည့်အဝရှိတယ်ဆိုတာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီဇလန်ကို2000နှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဒုံငွေရှင်ပါခွနဲ့နဲ့ဥခွေလင်းတရမအထုအယူကံမှုကိုအဓိကကိုကတင်ပြခဲ့တာပါဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတစုံတရားရလိုက်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေ